အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဒီရက်ပိုင်းမှာ Juventus အသင်းကသူတို့အသင်းရဲ့လူငယ်ကစားမ Canon Yeltsin နဲ့စာချုပ်တင်ကိစ္စစကားပြောရမှာတော်တော်လေးအဆင်မပြေဖြစ်နေတယ်။ဒါစာချုပ်ကဒီရက်ပိုင်းမှာကျွန်တော် Vinicius Junior ဆို Real Madrid နဲ့စကားပြောတယ်တော်တော်အဆင်မပြေဖြစ်နေတဲ့အချိန်မှာလက်ရှိမှာ Juventus ရဲ့လူငယ်ကစားမ Canon Yeltsin လည်းဒီအတိုင်းပဲ။ဆိုတော့အဲ Juventus ရဲ့လူငယ်ကစားမလေး Canon Yeltsin က ကလပ်နဲ့သတ္တန်တို့စာချုပ်ချုပ်တာကြာပြီဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆို तू ကလောက်ခလာစာကိုတနည်းကို6တန်းတောင်းနေစီးရီထိတ်တိကလဂျူဗီက9တန်းပဲပေးတယ်တကယ်တမ်းကျတော့ဗျာဒီချက်တိလေးကတကယ်ကောင်းတယ်ဗျာအဲ့ချက်တိလေးကောင်းတဲ့ကစားပွားကို9တန်းကတော့6တန်းကတော့ပေးတယ်ပြီးတော့ကျွန်တော်တို့အခုသူ့ကိုသူ့ရဲ့ကစားဟောင်ကျွန်တော်တွေးခဲ့ပြီဗျာ तू ဘလောက်ကောင်းလဲဒီရေသွေးဘလောက်ရှိလဲဒါပေမဲ့လည်းဒီခါလေးကျတော့လေဘလို့ပြောမလဲဆိုတော့ထိတ်တန်းဆင်းရှိတဲ့အသိနဲ့ဟာသူတို့ လက်ထဲမှာရှိနေတဲ့ contract ကိုသူတတ်နိုင်တဲ့များရအောင်ထိန်းထားပြီးတော့လစာတွေအများကြီးမပေးခြင်းနဲ့ဆန္ဒကြောင့်လည်းပါတယ်ဆိုတော့အဲ့ candle yield ကတကယ်လို့စာချုပ်တက်တာတိုးလို့အဆင်မပြေရင်သူအသင်းပြောင်းမယ်သူ့လိုချင်တဲ့အသင်းတွေအစိုးရတဲ့က Premier League Arsenal နဲ့ Chelsea အသင်းရှိတယ် Paris Saint-Germain အပါဝင်ထိပ်တန်း club တော်တော်များများရှိနေပြီးတော့ဒါအခုလောလောဆယ်အနေထားရလိုအပ်ချက်တွေအသင်းတိုင်းကသူ့ကိုစောင့်နေတယ် ဒါဆိုတော့ဒါအခုလောလောဆယ်အနေထားရချယ်ဆီချယ်ဆီတို့တော်တော်သဘောကျတယ်ဒါမဲ့ကျွန်တော်တို့ခုပဲပေါ့လေချယ်ဆီပါတလောက်များပြတဲ့တောင်ပန်ကစားမတွေရှိနေတာကိုသူပါရောက်သဘောကျချယ်ဆီရဲ့ဒီအပိုင်းမှာသူတို့သဘောကျတဲ့အထက်မှာအဒမ်ဝေါ်ဒန်တယောက်လည်းပါသေးတယ်ဒီ22နှစ်ရွယ်ရှိတဲ့ခရစ်စတဘဲလီကစားမလေးကိုလည်းသဘောကျတဲ့အချိန်မှာအခုလောလောဆယ်မှာကမ်မယ်ယယ်တီကိုလိုချင်တဲ့အသင်းထဲမှာချယ်ဆီရဲ့အာစနယ်ရဲ့နောက်ဥရောပထိပ်တန်းတွေက Paris Saint-Germain လိုအသင်းမျိုးအပါအဝင်ထိပ်တန်းကလပ်အသင်းအများစုလိုက်နေတယ် ဒါအလိုက်နေတယ်ဆိုတော့ဒီ chart တိတ်ကိုပြီးခဲ့တဲ့နေရာဒီတုန်းကချက်စီးကယူရို68တန်းပေးခဲ့တာ Juvia ပယ်ချလိုက်တယ်သူ့ရဲ့တန်ကြီးကအနည်းဆုံး80 80ရှိရမယ်ဆိုပြီးပြောပြီးတော့သူပယ်ချလိုက်တယ်ဒါပေမဲ့အခုလောလောဆယ်အနေထားရဖြစ်နိုင်ချေအမတန်နေတယ်ဒါပေမဲ့လေတကယ်လို့စာချုပ်တိကိစ္စအဆင်မပြေဘူးဆိုရင်တော့ဖြစ်နိုင်တယ်။ Chelsea ကအခုပြ White Sky Zero ကိုသူတို့တက်တန်းတိုးမယ်။2030ထိစာချုပ်ရှိတယ်။33လောက်ထိတက်တန်းတိုးမယ်။လောက်ခလာစာထပ်တိုးပေးမယ်။ အဲ့လိုချိန်မှာရူမီယိုလာဗီယာကိုသူတို့ထုတ်ဖို့စဉ်းစားထားတဲ့ injury မကြာခဏဖြစ်တဲ့သူကလာဗီယာနေရာမှာသူတို့အစားထိုးဖို့ရည်ရွယ်ထားတဲ့သူကအာဒမ်ဝါဒန်အသက်27နှစ်ပဲရှိတဲ့ကစားမချယ်ဆီကအခုလောလောဆယ်မှာတချို့ဒီတွေမှာသူတို့ပြိုင်ဘက်တွေလည်းတော်တော်လေးအားပြိုင်နေရတယ်ဆိုတော့အာဒမ်ဝါဒန်ကိုကြတော့ Manchester United အပါအဝင်အသေးတော်တော်များများသဘောကျတဲ့ချိန်မှာအဲ့အပြောင်းရွှေ့ကိစ္စလည်းစဉ်းစားကြဖြစ်တဲ့ချိန်မှာနောက်တဲ့တစ်ယောက်ကအခုလောလောဆယ်မှာ ကိုသူမမိုက်မယ်ညိုဆိုတော့ Chelsea ရဲ့ဒီစောင်းရသည် project ကလူဝယ်ဖို့မသေးကြဘူးလူဝယ်ဖို့မသေးကြဘူးသူတို့အားလုံးကနွေရသည်မှာ target ထားမှာဘာလို့ဆိုတော့သူတို့စောင်းရသည်မှာဝယ်ဖို့မလိုဘူးလို့ဒီပြဘက်ကယုံထားတယ်ကိုသူမဘယ်လိုပြောမလဲ Robertson check ကိုသူတို့ယုံကြည်မှုပြေးွားရှိတယ်အဲ့တခုပဲ center back Levi Cole ပြန်လာမဲ့အချိန်က match လောက်ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ကြောင့်ရာသီရဲ့နောက်ဆုံးပိုင်းလေးဖြစ်နိုင်တဲ့အချိန်မှာ နောက်ထပ်နှစ်နာရီလောက်သူတို့ဆက်ထိန်းထားမယ်ဆိုရင်ခိုးဝဲပြန်လာမယ့်အချိန်နဲ့ကွတီလောက်ဖြစ်မယ်အဲ့တော့ကြောင့် center back position သူတို့ကြည့်တော့ကြည်ထားတယ် center back တယောက်တို့သူတို့ကြည့်မယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကနွေရာတီမှဖြစ်မယ်ဆိုတော့ဂိုးသမားက Mike Manuel အဲ့ Mike Manuel က Juve သဘောကျတယ် Bayern Munich သဘောကျတယ် Chelsea သဘောကျတယ် Chelsea ကပြီးခဲ့တဲ့နွေရာတီတဲကလိုက်ခဲ့သူဖြစ်ပြီးတော့ဒီဂိုးသမားတယောက်ကသူတို့အလွတ်နဲ့ခေါ်ဖို့ ਨੇ ခန္ဓာရယ်တီကတော့ဒါအခုဂျူဗီကကစားမလေးကိုအာဆယ်ရဲ့သူတို့ရဲ့ PSG ရဲ့တခြားထိတန်းကလပ်တွေရဲ့ပြိုင်ကျင်တယ်သူတို့က68တန်းပေးပေမဲ့အဆင်မပြေခဲ့ဘူးဆိုတော့ဘလို့ဆက်ဖြစ်လဲအာဒမ်ဝါဒန်ကတော့မန်ချက်စတာယူနိုက်တက်နဲ့အပြိုင်လိုက်ရမယ်အာဒမ်ဝါဒန်ကိုခေါ်တာတော့မိတ်ဆက်ဖြစ်တယ်ဗျာဘာဖြစ်ဖြစ်ခိုးဖာမာအင်ဂျူရီကြောင့်နာကတ်မှာအိုင်အန်ဆူဖနန်ဒက်စ်ကို30ရုပ်ပို့လို့ရတယ်ခိုးဖာမာကို4စမနိုက်ထားမလား right winger ထားမလားဒါပေမဲ့ခုလိုလို့ဆက်မှာအာဒမ်ဆိုအာဒမ်ဝါဒန်ရဲ့ မိုက်မန်ယိုရဲ့ Canon Realty ရဲ့ကိုချက်စီကတော်တော်လေးသဘောကျပြီးခေါ်ယူဖို့ဆန္ဒအပြည့်အဝရှိနေကြောင်းဖော်ပြထားတယ်ချက်စီပြည်သက်တွေဘယ်လိုမြင်ကြလဲကိုယ်သမားတော့ထားပါတော့ခန်းစစ်ကိုဒီစောင်းရတဲ့မှာသူတို့ခေါ်နေလားအခုလောလောဆယ်အကြာတော့ဘာတမ်းမှမကြောက်ခန်းစစ်နဲ့ပတ်သက်လို့ဗောလေအားလုံးကျေးဇူးတင်ပါတယ်